အားလုံးပဲမင်္ဂလာပါဒီနေ့တရေသိမဲ့သင်ခန်းစာကတော့အခန်းတေလေ့ကျင့်ခန်း3.5ကနံပါတ်1.3.5ချက်ကိုရှိနေပါတယ်เนาะဒီကတော့ပုံစံတွေကိုဖြည့်ရှင်းနေတာပါเนาะအဲ့ဒီမှာနံပါတ်1မှာဆိုရင် -1 1 3 plus เนาะ -1 1 6ဆိုပြီးပြောချင်ပါနောက်တစ်ခုကိုပေါင်းပြရအောင်เนาะ -1 1 3နဲ့ -1 1 6ကိုဒီလိုပေါင်းခိုင်းတာပါပြန်မှာတော့ဒီလိုဘာတို့ကမလဲဆိုရင်เนาะအကင်းရောတွေကိုပေါင်းရင်းတို့ပြပါမယ် နော်ခွဲရက်ကမှကျိုးပိုင်းကျင်းနဲ့အပြေကိန်းတွေကိုမြပြီးတော့ဘောကပိုင်းဝင်နဲ့ပြန်ပေါင်းတာပါနော်ဒါပြင်ဒီတုန်းက638တင်းနဲ့ပေါင်းတော့19ပိုင်းကျင်းကတော့၃မဲ့ပင်ရပါတယ်အဲ့ဒီမှာဂွင်းနဲ့ကအနှုတ်နဲ့ဂွင်းရှိရအပေါင်းနဲ့ကျိုးမြလိုက်တဲ့အခါမှာအနှုတ်ရပါတယ်နော်အဲ့ဒါလေးကိုသိကြပါအပေါင်းနဲ့နှုတ်နဲ့မြရင်အနှုတ်ရပါတယ်အဲ1 1 1 my စကိုကျလို့ again ပိုင်းကင်းခွဲကြမှာ6 6တင်းနဲ့ပေါင်းတော့ခုနှစ်ပါနော်7 my စရပါတယ်ဒါဆိုရင်ကျလို့ကပိုင်းကြီးကြီးလို့ရပြီအပိုင်းကင်းကိုပေါင်းမှန်တော့မယ်ဆိုရင်ပိုင်းကြီးကြီးရပါတယ် ။ဘိုင်းကြီး6ပြရတော့ခြေတော့သုံးအောင်နည်းနည်းမြောက်မယ်။ဘောကဘိုင်းဝေကိုလည်းနည်းနည်းမြတ်ပါတယ်။ဒါဆိုရင်သုံးနယ်လေး6စကုန်းနယ်လေးက38ဖြစ်ပါတယ်။ရှေ့ကနှုတ်ကလေးတွေရမ်းပြင်ကြီးတယ်ပေါ့နော်။ဒါဆိုရင်ခြေတော့အဲဘိုင်းကြီးက6ပေါ့နော်။ဘိုင်းကြီးက6ပါ။အဲ့ဒီမှာအနှုတ်38နဲ့အနှုတ်9နဲ့ဆိုရင်ရှေ့လက္ခဏာတူတူပေါင်းမိရတယ်ပေါ့နော်။ဒီပေါင်းတဲ့အခါမှာ38နဲ့9နဲ့ပေါင်းတော့45ရတယ်။ဒါပေမဲ့လက္ခဏာကတော့ခြေတော့နှုတ်လက္ခဏာပဲပြင်တက်ပြရပါတယ်။ဒါဆိုရင်ခြေတော့45ကိုနော်6နဲ့စားတဲ့အခါမှာခြေဘလောက်ရတယ်ဆိုရင် 7 3/4ရရပေါ့เนาะ minus 7 3/4 minus တွေကတော့ဒီတိုင်းပြန်တက်ပြရပါတယ်ပြီးရနောက်က3နဲ့7နဲ့ကိုကြာတော့ခြေလို့ရရဲ3 3 3နဲ့6ပေါ့เนาะဒါဆိုရင်အဖြေက minus 7 1/2ရပါတယ်เนาะအနုလက္ခဏာတွေကိုကျွန်တော်ထားခဲ့လို့မရဘူးเนาะနောက်ကနံပါတ်2ပါနံပါတ်2ကကြာတော့လည်းအဲ့ဒါပဲ minus 7 1/3နဲ့ဒီမှာကြာတော့ခြေနောက်ကလက္ခဏာပြောင်းသွားပါတယ်เนาะ minus 1 1/7မှာ minus မပါတော့ဘဲနဲ့ခြေကเนาะလေကောင်ကအပေါင်းပဲပါတယ် အဲ့ဒါတွေခုနတိုင်းပဲကျတို့ကနော်အပိုင်းကြီးအကင်းရောတွေကိုအပိုင်းကြီးလုပ်ပြပါမယ်နော်9 9.3နဲ့7.6ဆိုလို့ရပါတယ်အဲ့ဒါအပိုင်းကြီးညီနဲ့ခုနအပေါ်အတိုင်းပါပဲနော်လက္ခဏာပဲပြောင်းတာပါကျွန်တော်တို့ပြပါပဲဒါဆိုလို့ရှိရင် minus 38 by c နဲ့ plus 7 by c ဆိုရင်လည်းခုရပါတယ်။ဘိုင်းကြီးကကျတို့က6အပြည့်ရေးတယ်။အဲ့ဒီမှာကျတော့ကျတို့ကအနုတ် minus 38နဲ့ plus 7ဆိုတော့လက္ခဏာမတူတော့ကျတို့အနုတ်ပြရတယ်နော်။အပေါ်မှာကျတော့ minus 38နဲ့ minus 7ဆိုတော့လက္ခဏာတူတူပေါင်းမိရတယ်လက္ခဏာတော့နှုတ်ပဲပြန်တယ်လေဒီမှာကျတော့ minus 38နဲ့မ plus 7ကြတော့ဒီကလက္ခဏာမတူတော့နှုတ်ပေးရတယ်38တဲ့ဘုန်းကြီးတော့31ရတယ်အဲ့ဒီမှာလက္ခဏာကအနုလက္ခဏာများတဲ့ကျတော့အနုလက္ခဏာကိုပြန်တက်ပြရပါတယ်31ကို06နဲ့ကြားတဲ့အခါမှာနော် minus 5 1 6ရပါမယ်နော်အဲအဲ့ဒါစကြည့်ပါနော်နောက်ကနံပါတ်3မှာ နံပါတ်3က1.75 plus minus 2 1.4ဆိုလို့ရှိပါတယ်။အဲ့မှာဟို1.75ကိုကျလို့ပိုင်းကြီးနဲ့ရေးတဲ့အခါမှာကျလို့အရှိရပဒသမရှိရတိကတော့ပြေကင်းပြန်ရပါတယ်။75ကကျတော့ကျလို့ကကျွန်တော်ရာပြီရာဒီစိတ်ရှိရတဲ့ပိုင်းချိန်မှာတရားခံရပါတယ်။တရားခံတဲ့အခါမှာဘောက85နဲ့တရားနဲ့ကျလို့25နဲ့ကျင်းတဲ့အခါမှာ25တုံးနေရ85 25လေးတရားတရားရပါတယ်ပေါ့နော်။ဒါကြောင့်လို့1.75ကိုကိုင်းရပိုင်းကြီးနဲ့ရေးတဲ့အခါမှာ134ရပါတယ်။နော်နောက်က ီ green နဲ့က minus နဲ့ green ပြင်က plus နဲ့နော်တွေ့တဲ့အခါမှာမြောက်တဲ့အခါမှာ minus ရရပါတော့။အဲ့ဒါကိုဒီချေတော့ဘာလို့ကမလဲဆိုလို့ရှိရင်နော်ကိရောကိုပိုင်းကိန်းတူပြန်ခွဲပါမယ်။ခွဲတဲ့အခါမှာရှေ့ရကကျတော့၄တက်၄၃ဆိုတော့အဲ7 by 4ရပြီးတော့နောက်ကကျတော့9 by 4ရပါတယ်။ဒါပြင်ဘိုင်းကြီးက2မီယာဖြစ်တယ်တဲ့ဘိုင်းကြီးကြီးတာမလို့ဘူး။ဘိုင်းကြီးကို4ပြန်ရေးမယ်။ +7 နဲ့ -9 နဲ့ဆိုရင်ရှင်လက္ခဏာမတူတော့နှုတ်ပါရဲ။9ရက်9နှစ်တော့နှိရတယ်။ အနုတ်ကများရတဲ့ကျတော့အနုတ်နှုတ်เนาะအဲ့ဒီမှာနှုတ်လေးတက်ပြရပါတယ်အနုတ် minus 2.4 minus 2.4ကျတော့ကျင်းလိုက်တဲ့ခါမှာ minus 1.2ရပါတယ်ပေါ့နော်ဒီတလေးနည်းနည်းလေးလေးဆိုတော့เนาะဒါကနောက်တစ်ခုကစဉ်းစားလို့ရတာက2.4နဲ့1.2နဲ့အတူပါပဲပေါ့နော်အဲ့နောက်ကနံပါတ်4ပါနံပါတ်4က minus 5.7နဲ့เนาะ plus 7.5ပါပိုင်းကြီးကြီးပါမယ်เนาะပိုင်းကြီးခုနှစ်ကို9နဲ့မြောက်ပြီးတော့9ကိုကျတော့ခုနှစ်နဲ့မြောက် အဲဒီဘိုင်းကြီးက35ရရတယ်။ဘောကဘိုင်းဝေရ25ဘိုင်းကြီး35ဘိုင်းဝေရ89အဲ့ဒီမှာကျတော့ဘိုင်းကြီးတူရည်ဆိုတော့ဘိုင်းကြီးတစ်ခုရဲ့ရေးမယ်25နဲ့49ဆိုတော့လက္ခဏာမတူတဲ့အတွက်ကျွန်တော်နှုတ်ပေးရတယ်25ရ29 25နှုတ်တဲ့ခါမှာ24ကျင်းပါတယ်အဲ့မှာအပေါင်းအကြီးရဲ့အတွက်ကျတော့အပေါင်းလက္ခဏာတော့တက်စရာမလိုဘူးနော်ဒါဆိုရေးရင်ကျတော့အပြေရတာပါပဲပေါ့နော်ဘိုင်းဝေရလည်းငယ်နေရတဲ့အတွက်နော်ဘိုင်းဝေရငယ်နေရတဲ့အတွက်ကျတော့သွားစားစရာမလိုဘူးပေါ့ဒီအရင်ကြီးတိုင်းအပြေရပါမယ် တော့နံပါတ်5ပါ1.25 plus 33 by 4ပါအဲ့ဒီမှာ1.25ကိုကျွန်တော်အပိုင်းအပိုင်းကြီးနဲ့ရေးတဲ့အခါမှာ minus 1 1.4ရပါတယ်ပေါ့နော်25ရအောင်မှာတရားခဲ25တည်း25 25လေးလေးတရားပေါ့နော်အဲ့ဒါကိုကျွန်တော်အပိုင်းကြီးရောတွေကိုပိုင်းကြီးတစ်ခွဲတဲ့အခါမှာဒီမှာ minus 5 by 4 plus 50 by 4ရတယ်ပေါ့နော်ပိုင်းကြီးတစ်ခွဲအတွက်ကျွန်တော်ပိုင်းကြီးတစ်ခွဲလေးရေးမယ်ကနဘူရောနှုတ်ပြရပါတယ်15ရက်ကငါတို့တော့30ရက်ရပါတော့ဒါကနအပေါင်းအများအတွက်အပေါင်းလက္ခဏာပါအပေါင်းလက္ခဏာတက်စီရမှုเนาะ အဆယ်ကိုလေးနဲ့ကြားတဲ့အခါမှာဂျီလိုဘလာရလဲဆိုရင်2192ရပါတယ်။နောက်ကနံပါတ်6ပါနော်5 2 7 19ပေါ့နော်။အဲဒါရင်ဂျီလိုက5 2 7ကိုကိရောပိုင်းကင်းခွဲ့မယ်ပြရရင်19ရဲ့အောက်မှာဂျီလိုကနော်ဒီအပြေကင်းရောက်မှာပိုင်းကင်းမှာ1ရှိနေနော်။အဲ့တော့ဂျီလိုပိုင်းကင်းကြီးတဲ့အခါမှာနော်အဲပိုင်းကင်းခုနှစ်ပြအောင်လို့ခုနှစ်နဲ့မြောက်တယ်။အပေါ်လည်းခုနှစ်နဲ့မြောက်ပိုင်းဝေလည်းခုနှစ်နဲ့မြောက်တယ်ပေါ့နော်။ဒါဆိုရင် 37 37နဲ့19ကို7နဲ့မျှတဲ့ကမ္မ133ရပါတယ်နော်ဘာကြည့်ရတော့ခဏကြီးရပါပြီအဲ့ဒီမှာကျတို့က plus 37နဲ့ minus 133ဆိုတော့လက္ခဏာမူတော့နှုတ်ပေးရတယ်နှုတ်တဲ့ကမ္မကျတို့ဘလိုက်ရလဲ96ပေါ့နော်ဒီမှာရှေ့မှာနှုတ်လက္ခဏာလေးကျန်ခဲ့ပါတယ်နှုတ်လက္ခဏာတက်ပြရမှာပါနော်ဒီမိပြီးကျန်နေတာပါအဲ့ဒီကျတို့နော်96ကိုခုနဲ့စားတဲ့ကမ္မ35 by 7ရပါတယ်ပေါ့နော်ရှေ့က minus လက္ခဏာလေးပါပါတယ်ဒီရှေ့မှာကျန်ခဲ့တာပါနော် ောက်တစ်ခုကနံပါတ်9ပါနံပါတ်9က -5 2.5နဲ့ -11.3 11.3ပါဒါဆိုရင်ကျတို့ကအဲ -5 2.5ကိုပြန်ပြရင်မယ် -11.3 ကိုပိုင်းနေတဲ့ရေးတဲ့အခါမှာအဲ11ကဂိမ်းပြေးပြီးတဲ့အတွက်အရှိမရေးမယ်3ရတော့သူကအဆယ်လေးစိတ်ဖြစ်တဲ့အတွက်ပိုင်းရေးမရှိတော့တစ်ဆယ်ခံပြရပါတယ်ဟုတ်နော်ဒါဆိုရင်ပိုင်းရေးတို့ကိုဖွဲ့မယ်ငါးကြီး25 29ပိုင်းဝေးမှာ29ပိုင်းကြီးမှာ9 စတိစယ်လီယာ130သုံးနှစ်ပေါင်းတော့133နော်ပိုင်းလီယာ130ဒါဆိုရင်ပိုင်းလီယာညိမယ်ငါ့ဟိုးနည်းနည်းမြတ်မှာပေါ့နော်30 30ပြရအောင်အဲဒီပိုင်းလီယာ30ပိုင်းလီယာ54ပေါ့နော်အဲဆိုရှင်တို့ကပိုင်းလီယာ2ရိုက်တော့ပိုင်းလီယာ30ကိုရေးမယ်54ရက်133ရက်ကလက္ခဏာတွေရတဲ့ပေါင်းမိရပါတယ်အဲဆိုရင်160ကောင်မာလက္ခဏာတော့နှုတ်လက္ခဏာပြန်တက်ပြီးရောနော်160ကောင်ကိုဒီစင်းနေစားတဲ့ခါမှာနော်76စက်ခွန်က7ပိုင်း9ပိုင်းပေါ့နော်ရှိမှနှုတ်လက္ခဏာလေးတက်ပြီးရပါတယ် ောက်တစ်ခုကကျတော့နံပါတ်၈ပါ -58 -3 8/9ပေါ့နော်အဲ့ဒီမှာဒီချက်တော့ကအရင်ရှိမှာတော့ကျတော့ဒီကိန်းပြရနောက်မှာရှိတော့တန်းနှုတ်လို့မရဘူးအခုကကျကိန်းပြရရှိမှာဖြစ်လို့ရှိရတဲ့ဒီကိုတန်းပြီးတော့အဲတွက်လို့ရရပေါ့နော်တွက်လို့ရတဲ့ခါမှာဒီအပြေကိန်းချင်းချင်းတွက်တယ်ပေါ့နော် -8 58เนี่ย -3 เนี่ยဆိုတော့အပြေကင်းချင်းချင်းပေါင်းရပါတယ်အနုနှုတ်တော့အနုဆိုတော့လက္ခဏာတို့ကပေါင်းရတယ်50ချင်းနဲ့30နဲ့ပေါင်းတဲ့ခါမှာ61ရရပေါ့နော်60ငါးဆိုရင် -61 8/9 လက္ခဏာလူတော့ပေါင်းပေးရတယ်ဗျလက္ခဏာတော့နှုတ်လက္ခဏာပဲပြန်တက်ပေးရပါတယ်ဒါဆိုအပြေကိန်းဖြစ်တဲ့ -58 နဲ့ -3 ရဲ့ဘာလောက်ကမှ -61 ရပါတယ်နောက်က8နဲ့ရတော့ဒီမှာပြင်ရပါနော်ဒါကားရတဲ့ချေတို့ကအပြေကိန်းရရှိမှရှိရတဲ့တန်းပြီးလုပ်ရပါတယ်ခုနက19မှာကျတော့နော်နံပါတ်6ကကျတော့ဟို -19 ရနောက်မှဖြစ်တဲ့အတွက်ကျသွားပြုံးလို့မရဘူးနော်အရှိမကအပိုင်းကြီးဖြစ်တဲ့ပိုင်းကြီးတွေလည်းရှုပ်ပြီးမှသတို့ကျတန်းပြီးတော့တွက်ရတာပါဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီနေ့ကတော့ဒီစီမံကိန်းသမ5ကတော့ဒီနံပါတ်6ထိပါပြီးပါပြီနော် အဲဆုံးဖြတ်ကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်နံပါတ်ရှိကလည်းအဖေကဒါပဲပေါ့နော်ဆက်တွေ့ဆရာမို့သူကအများကြီးတွေ့ဆရာမို့အဖေကဒါတန်းရရပါနော်ဒီဆုံးဖြတ်ကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်